စစ်တပ်၏လေကြောင်းဖုံးကျဲမှုကြောင့်ပြည်သူနှုတ်ဦးတန်ရရနေအိမ်နဲ့အဆောက်အအုံများပျက်စီးအကျန်းဖက်စစ်တပ်ကနမ်ဆန်မန်တုံမိုင်းငော့နဲ့မိုးကုံမြို့နယ်များတွင် လေရင်ဖြင့်ဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာပြည်သူနှုတ်ဦးတန်ရရရှိပြီးနေအိမ်အဆောက်အအုံနဲ့ကားများစွာပျက်စီးသွားခဲ့ကြောင်းဒေသခံများ၏ပြောဆိုချက်နှင့် TNL ၏ထုတ်ပြန်ချက်အရသိရပါသည်။ယနေ့အောက်တိုဘာ16ရက်မိုးလွယ်2:06မိနစ်တွင် မိုးကုံမြို့နယ်ရေအေးကျေးရွာရှိဝင်းမြူရေးကြက်ချံကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲခဲ့ပါတယ်။လူထိခိုက်မှုအခြေအနေကိုလက်တလောမသိရသေးကြောင်းဒေသခံများက ပြောဆိုပါတယ်။ပုံကျဲတာကရေအေးရွာအထက်ကကြက်ချံမှာပါ။လူထိခိုက်မှုမရှိနိုင်ဘူးလို့ထင်ပါတယ်။အတိအကျတော့ဆက်မင်းနေသေးပါလို့မိုးကုတ်ဒေတာကန်တူကပြောပါတယ်။ထို့တူနမ်ဆန်နဲ့နမ်မောရက်ွက်တွင်ယနေ့မွန်းလွဲ၁၂နာရီ30မိနစ်ခန့်တွင် ပေါင်250ပုံတလုံးဖြင့်တိုက်ခိုက်ခဲ့ရာအသက်28နှစ်အရွယ်ကိုအောင်အောင်နဲ့အသက်24နှစ်အရွယ်ဦးချစ်စမ်းမောင်တို့ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်နေအိမ်နှလုံးလက်ဖက်ဆက်ရုံတရုံမိသက်ကား5စီးနဲ့ကားလေးစီးပျက်စီးသွားခဲ့တယ်လို့ TNND ကထုတ်ပြန်ထားပါတယ်။မန်တုံမျိုးအောင်ချမ်းသာရက်ွက်တွင်လည်းပေါင်250ပုံတလုံးဖြင့်တိုက်ခိုက်ခဲ့ရာနေအိမ်6လုံးပျက်စီးခဲ့ပါတယ်။မိုင်းကော့မျိုးနဲ့လွယ်ပိန်းကျေးရွာတွင်လည်း ဘုံနှလုံးဖြင့်တိုက်ခိုက်မှုကြောင့်ဘုံကြီးကျောင်းနဲ့ဇရက်တို့ထိခိုက်ပျက်စီးခဲ့ပါတယ်။အောက်တိုဘာ၁ရက်မှ၁၈ရက်အထိအကြမ်းဖက်စစ်တပ်၏လူမဆန်သော လုပ်ရပ်များကြောင့် TNL ထိန်းချုပ်နယ်မြေများသို့လေကြောင်းတိုက်ခိုက်မှု28ကြိမ်ပြုလုပ်ခဲ့ရာတန်ကာတော်၂ပါးခလေး၈ဦးအမျိုးသား၁၂ဦးအမျိုးသမီး၁၉ဦးပါဝင်စုစုပေါင်း၄၁ဦးတေဆုံးခဲ့ကြောင်း သိရပါတယ်ရှင်။